အားလုံးပဲမင်္ဂလာပါ ရှေးမြန်မာမင်းတွေလက်ထက်မှာတော့စာပေကျမ်းဂန်တက်ဆရာတော်ကြီးတွေတီလာရှင်ဆရာကြီးတွေက စာပေကျမ်းဂန်တွေပြုစုတာနဲ့တရားဘာဝနာပွားများအားထုတ်တာလိုမျိုးသာသနာတာဝန်တွေကိုထမ်းဆောင်ုံပဲမဟုတ်ဘဲနဲ့နန်းတော်သူနန်းတော်သားတွေကိုစာပေသင်ကြားပေးတာလိုမျိုးတာဝန်တွေကိုလည်းဆောင်ရွက်ခဲ့ကြကြောင်းလေ့လာသိရှိရပါတယ်။သာသနာဘောင်မှာမပျော်ပိုက်တော့လို့ လူထွက်သွားတယ်ဆိုရင်တောင်မှမင်းတိုင်ပင်အမတ်ကြီးဖြစ်တာတွေမဟာတန်ဝင်ဖြစ်တာတွေရှိခဲ့တဲ့တာရကာများစွာရှိပါတယ်။ဥပမာဆိုရရင် ပထမမောင်းထောင်ဆရာတော်က လူဝယ်လဲပြီးတဲ့နောက်မှာမဟာဓမ္မသင်္ကြန်ဆိုတဲ့အမည်နဲ့အမတ်ကြီးဖြစ်ခဲ့ဘူးပါတယ်။နောက်ပြီးတော့ထိုင်းလူမျိုးမိဘနှစ်ပါးကမွေးဖွားလာတာဖြစ်တဲ့ဂူကြီးဆရာတော်အရှင်ပညာတိဟဟာဆိုရင်လည်း လူထွက်ပြီးတဲ့နောက်မှာတီရိနန္ဒသင်္ကြန်ဆိုတဲ့ဘွဲအမိနဲ့မဟာတန်ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။တဒိုးမင်းကြီးဆိုတဲ့လူပြန်တော်ကနန်းချောင်းဆရာတော်နဲ့စကားပြောနေရင်းနဲ့အရှင်ဖျားလူထွက်မယ်ဆိုရင်ဒီလိုစည်းစိမ်မျိုးရပါလိမ့်မယ်လို့ပြောတဲ့အခါမှာဆရာတော်ကဒီများလောက်သောစည်းစိမ်ဟာငါတို့ကုတီအိမ်သားကိုတစ်ခါတက်ရင်အာတုဘဘာဝနာကိုပွားများတဲ့ ကုသိုလ်ရဲ့16စိတ်တစိမ့်များကိုတောင်းမှမတန်ပါဘူးလို့မှတ်သားပွဲ ပြန်လည်ခြေပခဲ့မှုပါတယ်ဖြစ်ခဲ့မှုတာတခုကတော့ယဟန်ငယ်တပါးဟာကိလေသာမီဖြစ်စည်းတာကြောင့်လူထွက်မယ်ကြံရွယ်ပြီးတော့အပေါင်းအဖော်တွေနဲ့အတူကြွလာပါတယ်ယဟန်အဖြစ်နဲ့ပဲဖျားရှိခိုးအောင်မယ်ဆိုပြီးတော့ဖျားရှိခိုးနေစင်မှာပဲအမျိုးသမီးငယ်တအူစူတောင်းနေတဲ့ကို ကြားခဲ့ရပါတယ် ဖြစ်လျာဘဝတိုင်းမှာယဟန်လူထွက်မရမဖြစ်ရပါလို့ဆိုတဲ့စုတောင်းပဲဖြစ်ပါတယ်။ဒီအခါမှာတော့ယဟန်ငယ်ကဘာကြောင့်ဒီလိုစုကိုတောင်းတာလဲလို့မေးကြည့်တဲ့အခါအမျိုးသမီးငယ်ကလူထွက်မရမဖြစ်ရပါလို့ဆိုတာ လူမိုက်မရမဖြစ်ရပါလို့စုတောင်းတာဖြစ်ကြောင်းယဟန်တွေဟာသူများလူတဲ့အလူကိုခံပြီးတော့ကြမ်းကန်တင်ကြလို့ကတင်ကြနိုင်ကြောင်း မတင်ကြလို့ကအိတ်နေနိုင်ပါလျက်သူတပားကျွန်ခံ မရကျွန်ခံမယ်လို့ဆိုက လူထွက်ပါကယဟန်ထက်မိုက်တော်သူမရှိပြီထိုလူမအီမရဖြစ်ပါမူတပိတော်လည်းလူမိုက်မှဖြစ်ရပါတော့မယ်လို့ပြန်လျှောက်တဲ့အခါမှာယဟန်ငယ်ကတတိတံဝေကရသွားပါတဲ့အခုအခါမှာအခြားတယောက်က လူဝေမလဲရင်ငါရဲ့ဥကောင်းကို ရိုက်ခွဲမယ်ဆိုအောင်တော့အသက်သာအသေးခံမယ် လူမထွက်တော့ပါဘူးဆိုတဲ့စိတ်လည်းဖြစ်သွားပါတယ်တဲ့အဲ့ဒီယဟန်ငယ်ဟာနောက်အချိန်မှာတော့တိလောကဂုရုဆိုတဲ့စာချပုဂ္ဂိုလ်ဖြစ်သွားခဲ့တယ်ဆိုတဲ့အကြောင်းလေးမျှဝေပေးလိုက်ပါတယ်ခင်ဗျာ